အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဆရာဖိုးကျော်ရေးသားတဲ့ငွေပါနဲ့တင်းငွေချဲလို့အမိရတဲ့ဝိထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာလိုက်ပါနားဆင်ခန်းစားပေးကြပါဦးခင်ဗျာငွေပါနဲ့တင်းငွေချဲမိုးတပြိုင်တပြိုင်ရွာကစားမိုးဦးကြတနေ့တွင်ဖြစ်သည်ဥပမျိုးတို့သားဖတ်၃ယောက်တော်တဲ့ကြီးထောင်ချောက်တောကမ်းများကိုလက်ကြည့်ရာမှပြန်လာကြသည်ကိုင်းဆက်တော်ဆန္ဒရောက်တွင်ပလူချင်းတချင်းကိုအတော်ဝေးဝေးကပင်နှမ်းမြည်ရ၏ မိုးရမိုးတပြိုင်တပြိုင်ရွာကစားတွင်ထွက်တတ်သောဘလူကောင်းများသည်တစ္ဆိုင်တလုံးမှမိုးပေါ်ပြန်တတ်နေကြ၏ကျင်းထဲမှမိုးပေါ်ပြန်တတ်နေကြသောဘလူကောင်းအသိအသံများကိုငှက်တော်နေတကားငှက်မျိုးစုံတို့ကကြည်ကြည်ကြောင်အော်မီတန်ဘေးကထိုးစိတ်စားတောက်နေကြသည်ငှက်မျိုးစုံတို့၏အော်မီထိုးစိတ်နေတန်များမှပန်ဝန်းကျင်တစ်ခုလုံးမှစူညံနေ၏ဒီနေ့တားကောင်းမရပေမဲ့ညနေဟင်းသားကတော့တားတို့မပူကြတော့နဲ့ကွာဘလူချင်းသားတွားပြင်းရင်ဟင်းသားလောက်ကိုခဏလေးရနိုင်တယ် ဒီလိုနဲ့တားဖသုံးယောက်ပလူချင်းသာတနေရာကြည့်ပုတ်ခနဲ့မြည်တံကြွေလှဲ့ကြည့်လိုက်ရာတက်ကိုင်းမော်တွားသွားနေတော့ပလူကောင်များကိုကောက်စားနေတော့ငှက်တော်တကောင်အားတောကြောင်တကောင်ကခုံခွမ်းပြီးမြေပြင်ပေါ်မှာလုံထွေးသွားကြ၏တောကြောင်နဲ့ငှက်တော်တို့မြေပြင်တွင် လုံထွေးပြုတ်ကျလာသည်ဖြင့်အနီနာကြီးဖို့ဗဒတ်နှင့်ကင်းလိချောပုတ်တင်ညိုမွေကင်းများမှာလန့်တကြဖြစ်သွားကြသည်သို့တော်မကြလိုက်ပါစေထိုနေရာသို့တခြားဖို့ဗဒတ် ပုတ်တင်ညုံနဲ့တွားသွားကောင်များပြန်လဲရောက်ရှိလာကြပြန်သည်ဒီလိုနဲ့ပလူချင်းနာတော်ဘက်တွင်ငယ်သူကိုကြည့်သူနိုင်သူတို့ကဖမ်းဆီးစားဆောင်နေကြရာဘာသုံးပါနမည်ရထားသောဥပမျိုးတို့မုတ်ဆွေဟောင်းကြီးတင်းဝင်ချက်တကောင်ကလည်းဘယ်ကဘလို့သတင်းရပြီးပောက်ချလာသည်မသိသူဤခန္ဓာကိုယ်ကိုနွဲတဲ့ရိုင်လှုပ်ကပလူချင်းနာရဲရဲဝံ့ဝံ့ရောက်လာ၏တဘာဝဖျားကျင်ကသူ့ခန္ဓာကိုယ်တစ်ခုလုံးကိုအကြီးကွန်မာမာကြောကြောတွေနဲ့ဖုံးအုပ်ဖေးထားလျာတင်းွက်ချက်ကြီးမှာ တောသုံးတောင်ကိုအစိုးရသောကေတရာသာရှင်သမင်းကဲ့သို့ညီသည့်တောကောင်ကိုမှကြောက်ရွံ့ပုံလည်းမရပလူချင်းကိုသာလှက်ပက်၍ရှာဖွေနေ၏ပလူချင်းကိုရှာဖွေရင်းတကောင်တလီတွေ့ရသောပလူကောင်များကိုလည်းသူဤရှာချေခြင်းနှင့်ရုပ်ခနဲရုပ်ခနဲကောက်စားပြသလိုသူ့အနာတွင်ရှေချုပ်နေကြသောဖို့ပဒံပုတ်တင်ညိုနှင့်မွေကေးများကိုလည်းလက်နှင့်ရက်ထုပ်ဖယ်ရှားပြနေ၏ထိုအချိန်တွင်ပလူကောင်များကိုလာစားနေသောတောတလိဆံများကို ဖန်စီစားတော့ရန်တောခွေနှင့်ခွေရတို့ကလည်းပလူချင်းသာရောက်ရှိလာကြပြန်သည်သို့တော်ပလူချင်းကိုအပိုင်စီထားသောတင်းဝေချက်ကြီးကမူတောခွေ ခွေရများကိုလုံးဝမမှုတွင်တဲ့ကထွက်လာသောပလူကောင်များကိုသာရှားချေကြီးနှင့်အားရပါးရစားတော့နေ၏တောခွေခွေရတို့မှာပလူစားရန်လာကြသောတောသလိဆံများမဟုတ်သည်ဖြင့်တင်းဝေချက်ကြီးကိုရံမမှုကြအနီးနာကြီးဖို့ပရတ်နှင့်ကြံ့ခတ်များကိုသာဖန်စားနေလေ၏ ထိုချိန်တွင်နောက်ဆုံးရောက်လာသောတိရစ္ဆာန်မှာမွေပါဖြစ်သည်မွေပါသည်ဘဲကဘာကပင်ရန်ညိုးရန်သာရှိတာလိမ့်မည်တင်းခွေချက်ကြီးကိုမြင်သည်နှင့်တပြိုင်နက်တချူးချူးတချဲချဲဒေါသတံပေးကပြေခုံကြိုက်လေသည်အခုံအပြန်နှင့်အချောင်တိုင်းလင်မြန်သော မွေပါကိုတင်းခွေချက်ကမူလုံးဝမမှုခေါင်းတိုးခံကတိတိငိမ့်ငိမ့်သာရင်ဆိုင်၏မွေပါကပါမွေပါကလည်းသူကျွမ်းကျင်သောအခုံအပြန်တွေကိုအသုံးချကာတိုင်းသမားတစ်ယောက်ပါမှာတင်းခွေချက်ကိုအနီးအဝေးအခုံအပြန်တွေနှင့်တိုက်ခိုက်နေ၏ မွေပါကြိုက်သည်မလက်နှင့်ပုတ်သည်မတို့ကိုတင်းခွေချက်က လုံးဝမသိသူဤမာကြောသောအခြေကွန်ကိုလာကြိုက်လာရိုက်သောမွေပါကသာနောက်ထိုင်လန်ကြသွားလေသည်သို့သောမွေပါကလည်းဇွဲမချော့အစိတ်အလွန်ပြင်းသောမွေဝေးမွေဟောက်တို့နှင့်တကွတခြားသတိဆံများကိုကြိုက်ခဲပုတ်သက်ရာတွင်အတုံးပြူနေကြခုံပြန်ကြော်လွားတိုင်းခွက်များနှင့်ဆက်လက်တိုက်ခိုက်နေသည်နောက်တော့မွေပါလိုအဆွေမပါအ ွားမပါတော့တင်းဝေချက်မှာအစိပ်ပြင်းသောမွေပါဤသွားဆွေများကိုမကြောက်တော့လဲစိတ်ရှုပ်လာပုံရလေသည်သူဤကိုကိုပြည့်ကင်လိုက်နောက်ပြန်လွင့်စင်သွားလိုက်ဒုက္ခနာကိုကိုပေါ်အကြင်ကြင်ခုံကျော်ပြီးနောက်တစ်ဖက်ကဝင်တိုက်တိုက်ခိုက်လုပ်နေသောမွေပါကိုမျက်စိကလည်းနောက်လာပုံရလေသည်တို့ကြောင့်သင်းဝေချက်သည်ရှက်ရှင်သူဤခန္ဓာကိုယ်ကိုကရုတ်ခွေလိုခွေချလိုက်ပြီးပလူကောင်တွေတကောင်ပြီးတကောင်တိုးထွက်နေသောပလူချင်းဝတက်တဲ့တွင်ခွေပိတ်ပြီးအိတ်နေလိုက်သည် ဘလူကောင်များအသိန်းသမ်းမကထွက်လာနေသောဘလူချင်းပေါက်ကိုတင်းခွေချက်ကြီးကစိတ်ဆိုးမှန်ဆိုးနဲ့ပိတ်ထားလိုက်တော့ကဘလူကောင်တွေမှလည်းကျင်းထဲမှတကောင်မြထွက်မလာနိုင်တော့ပြီတော့ကမွေးပါမှာပို၍ဒေါသအမျက်ချောင်းချောင်းထွက်လာပြီတင်းခွေချက်ဤကိုပေါ်ခုန်တက်လိုက်ပြီပြန်ဆင်းလိုက်နေကြံရမရဖြစ်နေလေဤနောက်တော့မွေပါကဘာစိတ်ကူးရသွားသည်မသိတင်းဝင်ချက်ကိုပေါ်ဆက်ခနဲ့ခုန်တက်ပြီးသေးပန်းချလိုက်နေသည် မွေပါလိုက်ခဲ့သည်များတရှိန်လုံးပမာမခန့်မဲအိမ်တွေမပြည့်ခက်တီတီအိမ်နေသောတင်းခွေချက်သည်ဒီတခါတော့ဘာဖြစ်သွားလိမ့်သည်မသိပလူချင်းဝါကနေရှက်ချင်းခုံထကတချိုးတဲ့လစ်ပြေးသွားလိမ့်သည်တို့ကဘာသုံးပါခေါ်တွင်သောမုံဆိုးသားဖသုံးယောက်မှာတားကောင်စားပြည့်ရန်တတိတရလှုပ်ရှားလာကြသည်ဥပမျိုးကပရမအုံဆုံးသူတို့ပြရမည်တားကောင်ကိုအတန်ပေး၍တားနှစ်ယောက်ကိုလက်ညှိုးထိုးပြလိမ့်၏သူတို့ပရမအုံဆုံးပြရမည်တားကောင်မှာပလူချင်းဝါကမွေပါဖြစ်ပါသည် မွေးပါမှာအယိုးအေးရှေးသေးလက်သေးကအစားဆေးဘက်ဝင်တဲ့ဖြင့်မြမသမားတော်များဈေးကောင်းပြီးတော့တောတလိမ့်ဆန်ဖြစ်လေသည်ထို့ကြောင့်ဥပမျိုးဤဒူးလေးမှပြင်မလွဲများတဲ့စဉ်သည်ဝီးကနေအတံမြေကပထမအဆုံးထွက်သွားလေ၏ထို့နောက်ဘာမိုးနှင့်ဘာဟုညနေစဉ်ဟုတ်ကဲ့ပါခင်ဗျာအခုဆက်လက်ပြီးတော့တောချောက်တဲ့တင်းခွေရဲလို့အမည်ရတဲ့ဝတ္ထုတော်လေးကိုဆက်လက်ဖျားတင်ဆက်ပေးကြပါမယ်ခင်ဗျာတောချောက်တဲ့တင်းခွေရဲ ဘာမိုးနဲ့ဘာဟိုးတို့ညီကိုနှစ်ယောက်သည်တောကျက်ပြင်းရန်ထောက်ချပင်တော့ဘဲဝါးပြောင်းတယောက်တက်လက်စီနှင့်ထွက်လာကြသည်အချိန်မှာတောကျက်များအိမ်တန်းတက်ချိန်နေဝင်ရီတရောဖြစ်ပါသည်လေကွင်းဆုံကတောအဆတောတန်းမှရောက်လာကြသည်တောကျက်များအိမ်တန်းတက်ရန်တွန်ကျူးတံကိုညီကိုနှစ်ယောက်နားဆွေနေကြသည်တောကျက်များအိမ်တန်းတက်ရန်တွန်ကျူးတံကိုဟိုမှဒီမှကြားနေရသည်သူတို့ညီကိုနှစ်ယောက်သည်အနည်းဆုံးမှတွန်ကျူးတံကိုကြားရသောတောကျက်တစ်ကောင်နောက်ကိုလိုက်လာကြသည် ကျက်တော်သားကြားရသောနေရာမှာနွားတက်လမ်းပေးကြည့်ပြင်းမပင်တပင်ပေါ်ကဖြစ်လေသည်ຫນွေລາဖြစ်တဲ့ပြင်ပြင်းမပင်ဘောကအရွက်တွေရွှေကျထားလေရာကြက်ချာရသည်မှာလွယ်ကူနိုင်တဲ့ပြင်ညီကိုနှစ်ယောက်ဝမ်းသာသွားကြသည်နွားတက်လန်းကပြင်းမပင်ကြီးပေါ်ရောက်တော့အခါသူတို့ညီကိုနှစ်ယောက်မှာလုံးဝစကားမပြောတယောက်နဲ့တယောက်ရှေဟန်လက်ဟန်မျက်စမျက်နှာနဲ့သာတင်ကြရစကားဆိုလာကြသည်ဘာမိုးသည်အသင့်ပါလာတော့နွားခလောက်တစ်လုံးကိုဒေါင်းဒေါင်းတင်းတင်းလှုပ်က ပြင်းမပင်ကြီးအောက်ဝင်လာကြသည် ဘာဟုမောင်မူပြင်းမပင်ကြီးပေါ်ဂိုင်းပေါ်တက်နေသည့်တောချက်တွေကိုမော့ကြည့်လာသည်ဘာမိုးကနွားကလောက်ကိုလှောက်ရခြင်းမှာပြင်းမပင်ပေါ်ရှိတောချက်သည်သူတို့အားနွားများဟုအထင်ရောက်အောင်လန့်ဖြန့်ပြေးမသွားနီးပရိရယ်ဆင်လာခြင်းဖြစ်ပါသည်တောချက်များမှာအလွန်လူရိုက်လူရှိပါသည်ဖြင့်ဤမြမလဲစားလျင်မရလူရိုက်ကြသည်နှင့်ဆက်ရှင်ပြန်ပြေးတတ်ကြသည် ပြင်းမပင်ပေါ်တောချက်သည်သူတို့ညီကိုနှစ်ယောက်အားလုံးဝရိပ်မိပုံမရ နွားခလောက်တန်းတထောင်ထောင်တထင်ထင်ကိုကြားနေရသဖြင့်ဆက်၍တွန်ကျူးနေသည်သူတို့ညီကိုနှစ်ယောက်ကလည်းဝါးပြောင်းကိုအပေါ်ထောင်ကတိုးချက်ကိုလိုက်ရှာနေကြသည်သို့တော့ဟိုအကိုင်းကလူလိုဒီအကိုင်းကလူလိုနှင့်ကြက်မြက်တဲ့ချိန်သာရောက်သွားသည်ပြင်းမပင်ဘောကတိုးချက်ကိုယခုအထိမတွေ့ရသေးပေပြမပင်ဘောကတွန်ကျူးနေတဲ့ကြားလီမာလျက်ရှာမတွေ့သောတိုးချက်ကိုညီကိုနှစ်ယောက်ကလည်းတကိုင်းပြီးတော့ကိုင်းမော့ကြည့်၍ရှာနေကြသည် ်အမှန်မှာຫນွေလားဖြစ်တဲ့ဖြင့်ဘယ်တက်ကိုင်းတွင်မှတက်ရွက်မရှိတော့ပြင်းမှကိုင်းတွင်တောကြက်တကောင်ကိုဤမြအချင်းကြကြချာနေကြပါမလို့ပဲအပေါ်မောက်ကြည့်လိုက်ရုံဖြင့်ချက်ချင်းမြင်နိုင်ပါသည်ယခုတို့ကြက်မြတ်တင့်ချိန်မောင်ကြီးတရော၌တောကြက်နှင့်မှားတတ်သောခါကျင်တို့အကြီးအသေးဆို၍လေတက်ကိုင်းပေါ်တွင် တထုံမှမတွေ့ရပဲတက်ကိုင်းပေါ်ကတုံတန်ချာနေရသောတောကြက်ကိုဘာကြောင့်ချာမတွေ့ပါလဲထို့ကြောင့်ညီကိုနှစ်ယောက်တိုးတိုးတိုင်မြင်ကြသည် ဟာအတန်ကြားရဲ့နဲ့ကြက်ကိုဘာလို့မတွေ့ရတာလဲကွာအေးလေအကိုတေးသေးချာချာနားထောင်စမ်းဒါကြက်တော်တန်အစ်စ်ပဲဟာအကိုပြည့်သူဘာမိုးကတေးသေးချာချာနားဆွင့်သည်ဘယ်နေရာကတွန်တန်ပေးနေပါလဲဟုလဲပြင်းမပင်ပေါ်ရှိ ခိုင်းပြားခိုင်းနားတွေပါမကြံမော့ကြည့်သည်ကြက်တော်တန်များအစ်တစ်တစ်နဲ့အတန်ပေးတဲ့ဖြင့်တញင်ကြက်လားဟုထင်ရပါသည်ညီကိုနေရာတယောက်မျက်နှာတယောက်မသိမသာအကဲခတ်ကြသည်တောမှာတောင်မှာဖြစ်နေ၍သာဖွင့်ဟမပြောတော့လဲ နှစ်ယောက်စလုံးဤစိတ်ထဲမှာတောမောက်တာလားတရေချောက်တာလားဟူသောအတွေးတွေကတော့ဝင်နေကြနေပြီသို့သောမုတ်ဆိုးသားနှစ်ယောက်ပြီပြီဤဒီကိုဖွင့်မဟပဲရဲစိတ်တင်းထားကြ၏ဒီချောက်ကိုတင်တော်တက်ကြည့်မယ်ဗျာညီဖြစ်သူဘာဝိုးမှာစိတ်တူသူဖြစ်တဲ့ပြင်ပြင်းမပင်ပေါ်တက်ကြည့်မည်ဆိုသည်အေးတက်ကြည့်လေကွာမင်းအပေါ်ရောက်မှငါအောက်ကဝါးပြောင်းကန့်ပြီမယ်တွေ့ရင်တခါတည်းသာပြစ်ချကွာ ။ဗာမုံဤစကားမဆုံးခင်မှာပင်9မိနစ်ကိုနှစ်ခါသုံးခါလောက်အချက်ချက်ကြမှန်မှန်တွန်ကျူးနေသောတောကြတွန်တန်ကရှက်ရှင်းတိတ်သွားသည်။အစကမူသူတို့ညီကိုနေရောက်တိုင်ပင်ကြတဲ့ကျဲသွားတဲ့ဖြင့်တောကြက်ရိပ်မိသွားပြီဟုထင်လိုက်ကြသည်ထို့ကြောင့်နွားဟုတောကြက်ကထင်သွားအောင်ဗာမိုးကနွားကလောက်ကိုကြဲကြဲလောင်လောင်လှုပ်လိုက်ပြန်လေသည်ထို့ချိန်တွင်ဟဲ့နွားဟဲ့နွားဟဲအကိုဟိုက် ညီကိုနှောက်မှာတယောက်ကိုတယောက်ဘာစကားမှမပြောနိုင်ကြတော့ပဲနွားတက်လန်းပီးရှိပြင်းမပင်ကြီးအောက်ကအထိတ်တက်လန့်ထွက်ပြေးလာကြသည်ဘာမို့နွားခလောက်ကိုကြဲကြဲလောင်လောင်လှုပ်လိုက်ကမှပြင်းမပင်ဘောကကြက်တော်တန်ပျောက်သွားပြီးဟဲ့နွားဟဲ့နွားဟုအော်ပြောလာတဲ့ပြင်တရေတစီ၆တာကလွဲပြီးဘာမှမဖြစ်နိုင်ထို့ကြောင့်ညီကိုနှောက်ရွာဘက်ကိုသာတေးပြေးရှင်ပြေးပြေးလာကြခြင်းဖြစ်ပါသည် သူတို့တောကြက်ပြင်းရန်ထွက်လာခြင်းကယူလာခဲ့ကြတော့ဝါးပြောင်းနဲ့နွားကလောက်မှလည်းဘယ်နေရာမှာညီဆွန်းကြခဲ့မှန်းလည်းမသိကြတော့ဘူး။ဘာမိုးနဲ့ဘာဟိုးတို့ညီကိုနှစ်ယောက်အိမ်ပြန်ရောက်လာချိန်မှာမောင်းနေလိမ့်ပြီ။ညနေတိုင်းသူထောင်ထားသောထောင်ချောက်တုတ်ကိုင်းများကိုတွားကြည့်တတ်သောသူ့အဖေမုံဆိုးကြီးဥမာမျိုးလည်းအိမ်ပြန်ရောက်နေပြီ။သားတို့နှစ်ယောက်ကိုမြင်သည်နှင့်ဥမာမျိုးကလှမ်းမိ။သားတို့တောကြက်တောကြက်သွားပြကြတယ်ဆိုဘယ်နဲ့ကောင်ရခဲ့ကြလဲကွာ။ တောကျက်ရဖို့မပြောနဲ့အဖေဒီနေ့သားတို့တရေလျှောက်ခံရတော့ပြေးလာကြတာဝါပြောင်းမှုတ်ဆူနွားကလောက်တောင်ဘယ်မှာကြံခင်မှမသိဘူးဟေးသူ့သားကြီးဗာမိုးစကားကြောင့်ဥပါမျိုးဟေးကနေဖြစ်သွားလေသည်မင်းတို့ကမုတ်ဆူသားတွေပဲတရေကဘာလို့လျှောက်တယ်ဆိုတာတရေလျှောက်တယ်ဆိုတာမဖြစ်နိုင်ပါဘူးဟောအဖေကသာမွှင့်နိုင်ဘူးပြောနေသားတို့မှကြောက်လို့ပြေးလာလိုက်ရတာအိမ်ကိုယ်တော်အသက်တောင်မပါတော့ဘူးထင်တာဗျာ မုံဆိုးကြီးကသူ့တာသိငယ်စကားကိုမယုံကြည်ယုံကြည်နှင့်ပြုံးနေလေသည်တကယ်ပြောတာအဖေတားတို့တရေချောက်တာဒီတစ်ခါပဲကြုံမှုတယ်ဗျတားငယ်ကသူ့အဖေမျက်နှာကိုစိုက်ကြည့်ကထပ်ပြောပြန်သည်ဒီကနေ့သူ့သားများတရေချောက်ခံရသည်ကိုဆိုတဲ့ဖြင့်မိဖို့ထဲမှာချက်ပြုတ်နေသောအမေဖြစ်သူကလည်းပြေးလာ၏တားတို့ကိုချောက်တဲ့တရေကဘယ်လောက်ကြီးလဲပုံလုံးလောက်ရှိလားရှာကြီးကရောဘယ်လောက်ရှိလဲမျက်လုံးကြီးကရော အာဒီမိမခလေးတွေကမဟုတ်ကဟုတ်ကရှောက်မေးနေပြန်ပြီပောက်ကရတယ်ပောက်ကရမဟုတ်ဘူးအဖေတားတို့ကိုတကယ်တရေလျှောက်တာပါဆိုကဲမင်းတို့ကိုလျှောက်တဲ့တရေကဘယ်လောက်ကြီးလဲနေအမေကိုပြော့ပြလိုက်စမ်းရုပ်ကြီးနဲ့လျှောက်တာမဟုတ်ဘူးအဖေတောက်တီးတောက်တယ်ရုပ်နဲ့မလျှောက်လို့ဘာနဲ့လျှောက်တာလဲအတန်နဲ့လျှောက်တာဟေးဥမမျိုးကြီးအကြီးကတားနှစ်ယောက်စီရောက်လာပြန်ဘလို့အတန်နဲ့လျှောက်တာလဲပြောစမ်းပါဦးကွာ သူ့အဖေကြီးအမေစကားကိုတားငယ်ဖြစ်သူဘာဟုကသူတို့ညီကိုနှစ်ယောက်တောချက်ပြည့်ရန်သွားကြသည်ကစပြီးပြောလိုက်လေသည်အစားကကြက်တော်တန်ကြားတယ်ကြက်ကိုချာမတွေ့တော့ဘူးနောက်တော့တားကြီးကခလောက်ကိုလှုပ်တယ်အဲ့ဒီခါမှာဟဲ့နွားဟဲ့နွားဆိုတဲ့အတန်ပေါ်လာတယ်ဟုတ်လားဟုတ်တယ်အဖေဟဲ့နွားဟဲ့နွားဆိုတဲ့အတန်ကြီးကလည်းတမျိုးကြီးဗျာတရေတန်ကြီးလိုလဲပင်းညှစ်ထားတဲ့အတန်ကြီးနဲ့ခြောက်တာဘယ်နေရာမှာလဲလူတွေကလှဲနဲ့ ထင်းသွားခုတ်တက်ကြတဲ့နွားတက်လန်းတွေကပြင်းမပင်ကြီးအောင်ဟာနွားတက်လန်းကအခြေကြီးกว่าရိုးမတစ်ချောင်းပြင်းမပင်တွေကလည်းအများကြီးဘယ်နေရာမှအဖေဘလို့လို့သိမှလဲအလောတကြီးပြောနေတော့သူ့သားကြီးကိုဥပမျိုးကခက်ဆက်ဆက်អော်ပြလိုက်နေသည်ဘာကြီးတောင်မောင်တို့တောင်ရအောင်ကနွားတက်လန်းတွေပြင်းမပင်ကြီးအဖေဟာထိုစကားကိုတော့တားငယ်ဖြစ်သူဘာဟိုးကသူ့ကိုပင်စိတ်မရှိတဲ့နဲ့អော်ပြောလေသည် မုံစိုးကြီးဥပမျိုးမှာထိုအခါကျမှတဟဲဟဲရင်မောလိုက်ပြီးအဲတားနှစ်ယောက်နဲ့သူ့အမေလို့သူတို့ကပါဥပမျိုးကိုကြောင်ပြီးကြည့်နေကြသည်အဖေကဘာလို့ရှိတာလဲတားတို့ပြောတာမယုံလို့လားဟာတိတ်ယုံတာပေါ့တားရအဲ့ဒီနွားတလန်းကပြင်းမပင်ကြီးတရေကိုအဖေကမွေးထားတာဟင်အဲ့ဒီတရေကိုအဖေကမွေးထားတာဟုတ်တယ်တားအဲ့ဒီတရေကိုအဖေမွေးထားတာ၃လနှစ်လောက်တောင်ရှိနေပြီ။ ဘာလို့မွေးထားတာလဲအဖေကတားတို့ကြားဖူးတာကတော့တရေတွေဟာတနေ့ကြတော့ချင်းသူတို့ကို မွေးထားတဲ့သူကိုဂုံရှိုးပြီးစားတတ်ကြတယ်ကြားဖူးတယ်ကြောက်စရာကြီးအခုလည်းတားတို့ကန်ကြီးတို့လွတ်တာနော်ဟဲ့နွားဟဲ့နွားတို့ရှောက်နေတဲ့အတန်ကြီးကိုပြေးလိုက်နေတာနွားနားတဲ့ကနေကြားနေမိတာဘာလို့အဲ့ဒီတရေကိုမွေးထားလဲဆိုတော့အဲတားတားတို့ငှက်တွေထောင်မရတဲ့အခါတားဆိုတားစိန်စားလို့ရအောင်အဲ့ဒီတရေတစီကိုတက်ပြီး တရေတစေဟင်စားကျင်လို့ကြည်လာအောင်တမင်မွေးထားတာအဟုတ်မှတ်လို့ဒီကနားထောင်နေတာခလေးတွေကပောက်ခွက်ရမဟုတ်ဘူးရှင်ကမှတကယ်ပောက်ခွက်ရမဟုတ်ကဟုတ်ကတရေတစေကိုပဲကြည်လာအောင်မွေးပြီးတရေတစေဟင်ရှက်စားရမယ်လို့တော့ဥပမျိုးမိမကစူဆောင်ပြီးမိဖို့တဲ့ပြန်ဝင်သွားလေသည်ပေါက်ကြရမဟုတ်ဘူးငါတကယ်ပြောနေတာမိမရမယုံရင်မင်းမနဲ့စောစောထားပြီးငရုတ်တီးတဆုံတာညံ့ညံ့ထောင်းထားလိုက် ငါသားတွေ၆တဲ့တရေကိုမနှက်ပြန်ငါသွားပြီးဖမ်းလာခဲ့မယ်။အိမ်ရောက်ရင် ရေနွေးဖြောခုတ်ထည်ပြီးတို့သားအဖတွေတရေသစီဟင်းနဲ့မင်းရင်ရက်ရည်ဖြစ်လိုက်မယ်ဖြစ်ရှင်းကွာ။မင်းညက်နေကတောကျက်သွားပြင်ရင်သူတို့ညီကိုနှစ်ယောက်အားရှောက်လို့လိုက်တော့တရေကိုဖမ်းပြမည်ဆိုတဲ့ဖြင့်သားနှစ်ယောက်ကဥပမျိုးရဲ့နောက်ကနေမုံဝမရေလိုက်လာကြလေသည်။စိုက်စားရင်စိုက်စိုက်နဲ့ခြေကသွားနေတော့ဥပမျိုးသည် နွားတက်လမ်းမကြီးပြင်းမပင်ကြီးနားရောက်တော့ကတားနေရောက်ဝင်ပြောဖို့မလိုပဲဒီပြင်းမပင်မဟုတ်လားဟုအတံမေးလိသူအမန်တကယ်မွေးထား၍သာသူတို့မပြောပဲမပြပဲတရေချီပြင်းမပင်ကိုအတက်တိတိထင်ပြီးကြက်သိန်းများထထသွားတော့တားနေရောက်မှာအတံတုံတုံရင်ရင်နဲ့ဟုတ်ဟုတ်ဟုတ်တယ်အဖေဟုပြိုင်းတူဖြေလိုက်ကြလေသည်တားတို့ကိုအဖေပြောမယ်မုတ်ဆိုးလှုပ်ရှားမဲ့လူဟာတရေသက်စီတို့ကိုမကြောက်ရဘူးကွာ တရေတစင်ငယ်လေးတွေကိုတောမှာတွေ့ရင်မိတ်ဖွဲ့ထားရတယ်။ဒါမှစီးပွားဖြစ်မှာအခုသားတို့ကိုလျှောက်တဲ့ဒီတင်းမပြင်းမပင်ပေါ်ကတရေကိုအဖေတွေ့လို့မွေးထားတာ။သုံးလေးနှစ်လောက်တောင်ရှိပြီကွာ။ဒီတရေလေးကိုအဖေစတွေ့တုန်းကတရေငယ်လေးပဲရှိသေးတယ်။မွေးကစားအခုသုံးနှစ်ဆိုတော့ဒီကောင်နှစ်ပိတ်သာကျော်သုံးပိတ်သာကျော်လောက်တော့ရှိနေရောမယ်။စားတို့ကောင်းတော့စူဖြိုးနေတုန်းပေါ့ကွာ။သူ့အဖေဘာတွေလျှောက်ပြောနေတာပါလဲ။ မင်းညံ့နေက သူတို့ကိုလျှောက်ပြီးသူတို့ကိုပေါ်ကပ်ပါလာတော့တရေသည်ယခုသူ့အဖေကိုများ စီးနေပလားဟု ပိုပြီးကြောက်ရွံ့လာကြလေ၏ဤဒီကိုရိမ့်မိတော့ဥပမျိုးကသားတို့ကိုအဖေတခုမေးမယ်မုတ်ဆိုးလှုပ်ရှားမဲ့လူဟာတောတောင်ရေမြေတဘာဝနဲ့တောတောင်ထဲမှာကြက်စားတတ်တဲ့သားငှက်တလိမ့်ဆန်အဲမင်းတို့ကိုပြောတဲ့တရေအကြောင်းနဲ့သိထားရမယ်မင်းတို့ကိုမင်းညံ့နေကလျှောက်တယ်ဆိုတဲ့ဒီတရေနေတဲ့ပင်မှာဘာထူးခြားချက်ရှိလဲကြည့်ကြတဲ့ ဥပမျိုးတကားကြောင့်တားနှစ်ယောက်ကပြင်းမပင်ကြီးကိုအကဲခတ်ကြည့်ကြသည်နွေလာဖြစ်တဲ့ပြင်တခြားသစ်ပင်များကိုပင်အရွက်ရွှေသားတီကလွဲ၍ဘာထူးကြချက်ကိုမှမမြင်ရ။ကဲဘာထူးကြချက်ရှိလဲပြောကြလေ။ဘာမှမထူးပါဘူးအဖေတခြားသစ်ပင်လိုပါပဲ။ထူးတယ်တိတ်ပြီးထူးတယ်တည်တည်ရှိရှိကြည်တန်းကွာ။ဥပမျိုးဘာပဲပြောပြောတားနေရောက်ကမူတရေချောက်တော့ပြင်းမပင်မှာဘာထူးကြချက်မှမမြင်ရ။ထို့ကြောင့်ဘာမှမထူးဟုသာထပ်ဖြေကြလေသည်။ ကဲဒီတော့တအားတို့ကိုအဖေပြောမယ်ဒီတရေရှိတဲ့ပြင်မပင်ဟာကိုင်းနေသလားမမတ်ထောင်းနေသလားကိုင်းနေတယ်အဖေအေးဟုတ်ပြီကိုင်းနေတဲ့တစ်ပင်ကိုဘယ်လိုတောတလိမ့်ဆန်တွေတတ်နိုင်ကြလဲရှင်အကြောင်းကအစားတစ်ပင်နဲ့တလိမ့်ဆန်အားလုံးတတ်နိုင်တယ်အဖေကောင်းပြီရှည်လေးချောင်းရှိတယ်တလိမ့်ဆန်တွေတဲကတက်ခေါင်းထဲမှာတားပေါက်တယ်ပြီးလို့ရှိရင်တစ်ပင်ပေါ်မှာအနေများတယ် ဒါပေမဲ့မတ်မတ်ထောင်နေတဲ့တစ်ပင်ကြတော့သူတို့ကမတက်နိုင်ဘူးအဲ့ဒါဘာကောင်ဖြစ်မလဲဥပမမျိုးတွေသူသားနှစ်ယောက်ဟာအကြောင်းတိုက်ဆိုင်တိုင်းတိုက်ဆိုင်တိုင်းတောတောင်ရင်မြေတဘာဝနဲ့တောတလိဆန်တို့ဤတဘာဝကိုလက်တွေ့ကြကြအမြဲတင်ပြပေးတတ်တယ်လို့ယခုလေသူသားနှစ်ယောက်ကိုရွာကလေးများပန်းပေးပန်းဝတ်တန်းကစားကြတယ်လို့ပုပ်စာဖွက်တယ်လို့တလုံးချင်းတစ်ခုချင်းမေးမြန်းတင်ပြနေလေသည်။ကဲတားတို့အဖေပြောတဲ့တောကောင်ကို သိကြပြီလား။ နှစ်ယောက်စလုံးစဉ်းစားနေကြသည်ကဲတားကြည့်ပြောကျွန်တော်တွေးမရဘူးအဖေဘာမိုးကခေါင်းကုတ်ရေပြောလေဒီတားငယ်ကတားငယ်ကောတွေးမရသေးဘူးလားဒီကောင်ကိုတားတို့မမြင်ဘူးကြပါမယ်ဒီကောင်အကြောင်းတားတို့ကိုအဖေအရင်တုန်းကပြောပြခုပါတယ်ဒီကောင်ကပိုးမရွက်တွေကိုစားတယ်ပြီးလို့ရှိရင်မက်မက်နေတဲ့တက်ပင်ကိုမတက်နိုင်ပါမယ်ကိုင်းနေတဲ့တက်ပင်ပေါ်မှာတက်ပြီးခါချင်းကောင်တွေခါချင်းအုံတွေကိုလည်းတက်စားတတ်တယ် အာတားသိပြီအဖေအေးဘာကောင်းလဲကွာတင်းွက်ချက်ပဲဖြစ်မယ်အေးဟုတ်တယ်တားငယ်တော်တယ်တင်းွက်ချက်ဟာသွားမရှိဘူးရှားကလေးတေးတေးတော်တော်ကလေးတော့ရှိတယ်နှစ်လမ်းမလောက်ရှိတယ်အမတွေမှာနိုးသီးနှလုံးပါတယ်တားပေါက်လို့ရှိရင်တကောင်ကနေ၃ကောင်ထိပေါက်တတ်တယ်ရန်သူနဲ့တွေ့လို့ရှိရင်ကိုလုံးကိုကရွတ်လိုခွေလိုက်ပြီးမလုံမချက်ငြိမ်နေတတ်တယ်သူ့တကောလုံးမှာအင်မတန်မာကျောတဲ့အကျိုးကုန်တွေရှိတော့ရန်သူတွေကကြိုက်မှလည်းမကြောက်ရဘူး တင်းခွေချက်ကိုကိုက်ရင်ကိုက်တဲ့အကောင်ပဲသွားကြိုးသွားလိမ့်မယ်ထို့ရိုက်တပ်ပုတ်တော်လဲအကျေးကုန်နေခံနေတော့တော်တော်နဲ့မတည်နိုင်ဘူးပေါ့တနည်းတော်ရှိတယ်ရေနေပွက်ပွက်ဆူနေတဲ့အိုးတဲကိုထည့်လိုက်ရင်တော့တေလဲတေသွားမယ်အကျေးကုန်နေကွာကြသွားမယ်အထူးခြားဆုံးကတော့ကြားတဲ့အတန်တွေကိုအကုန်လိုက်ပြီးအော်တက်တယ်လို့ပြောကြတယ်ကြက်တော်နဲ့အချိန်မှာကြက်လိုတွန်တတ်တယ်ငှက်တော်တို့ဈေးကွက်တို့အော်မီနေတဲ့အတန်ကိုကြားလိုက်ရင်လည်းငှက်တော်တို့ဈေးကွက်တို့လိုအော်မီတတ်တယ် အဲ့ဒါကြောင့်တားတို့မနေ့ကကြက်တော်တန်ကြားရပြီးကြက်ရှာမတို့တို့တရေလျှောက်တယ်ထင်ကြတာကိုဘယ်တွေ့မလဲဒီကောင်ကတက်ကောင်းတဲ့ကနေអော်နေတာဒီကောင်ရဲ့ထူးခြားဆုံးကတားငှက်တလိ္ဆန်တွေရဲ့អော်မီတန်ကိုလိုက်ပြီးអော်မီနိုင်တာမဟုတ်ဘူးလူတွေကိုပြောတတ်တဲ့အတန်တွေကိုလည်းလိုက်ပြီးခေါ်နိုင်ပြောနိုင်တယ်အဲ့ဒါကြောင့်တောမှာတောင်မှာမျက်စိလည်းလမ်းမလိုပဲဖြစ်ဖြစ်ဘာကြောင့်ပဲဖြစ်ဖြစ်တယောက်နဲ့တယောက်ခေါ်ရင်နာမည်ကိုထုတ်ပြီးမခေါ်ရဘူးဟေးဝေးအဲ့ဒီလိုပဲអော်ရတယ် ။ဘာကြောင့်လဲဆိုတော့တင်းခွေချက်တွေကြားသွားရင်တနေရရာကလူနာမယ်လိုက်ခေါ်နေမှာဆိုလိုပဲ။အဲ့ဒါကိုတင်းခွေချက်တဲ့ကောင်းကောင်းကလူနာမယ်ကိုခေါ်နေလိုက်ရင်အခေါ်ခံရတဲ့လူကတကယ့်လူခေါ်တဲ့ထင်ပြီးလိုက်သွားရော။အဲ့ဒီလိုလိုက်သွားတဲ့လူဟာတောနဲ့တည်းရောက်တောနဲ့တည်းရောက်မရောက်လို့ရှိရင်လည်းသူ့နာမည်ကိုတရေတစီတဲ့ကောင်းကောင်းကအော်ခေါ်နေတဲ့ထင်ပြီးလန့်လို့လိပ်ပြငယ်တက်တဲ့သူတွေဆိုလို့ရှိရင်သေတောင်သွားနိုင်တယ်။အဲ့ဒါတအားတော့နောက်နောက်ကိုတတိထားဖို့ပြောထားတာ။ ယခုနွားတက်လန်းကိုကြည့်လိုက်တဲ့ဘာထူးခြားချက်ရှိလဲတားနှစ်ယောက်ကငုံကြည့်နေကြသည်ဘာမှထူးထူးခြားခြားမတွေ့ဤဒီကိုလည်းသူ့အဖေမုံသူကြီးကပြောပြပြန်သည်ဒီနွားတက်လန်းကတခြားနေရာတွေထဲမြင့်တယ်ဒီတော့ဒီနွားတက်လန်းသားကဒီရိုးမာတဲ့ထင်းခုတ်တက်ကြတဲ့သူတိုင်းဒီနေရာကိုရောက်လို့ရှိရင်နွားတွေကိုဟဲ့နွားဟဲ့နွားဆိုပြီးကျိန်နေတာတို့ပြီးမောင်းနေကြလိမ့်မယ်နွားတွေကလည်းအတင်းယုံတက်ကြတော့နွားခလောက်တန်ကလည်းပုံမကျဲလာတာပေါ့ ဒါကြောင့်ဒီပြမပင်ကြီးတက်ခေါင်းထဲမှာနေတဲ့တဲ့တင်းဝင်ချက်ကလူတွေနွားမောင်းတံကိုခဏခဏကြားရတော့နားဆွဲနားရည်ဝပြီးခလောက်တံကြားတာနဲ့တားတို့ကိုဟဲ့နွားဟဲ့နွားဆိုပြီးမောင်းနေတော့တာဗောမဟုတ်လားသူ့အပြင်မုံဆိုးကြီးပြောပြမှာဘာမိုးနဲ့ဘာဟိုးတို့မှာမနေ့ကသူတို့ကိုရှောက်လွတ်လိုက်တော့တရေအကြောင်းကိုကောင်းကောင်းကြီးသဘောပေါက်သွားကြလေသည်ဥပမာမျိုးဒီသူသားနှစ်ယောက်အားမုံဆိုးပညာသင်ပေးရတွင်ဤမြားနှင့်အာမရသည် 45ဒီဂရီကိုင်းနေသောပြင်းမပင်ကြီးအပေါ်ပင်ကြီးဘက်တွင်တင်းငွေချက်တွားသွားတက်သွားသောအခြေအရာတွေကိုလက်ညှိုးထိုးပြလေသည်တင်းငွေချက်များသည်လာတာညာများ၌ခါကျင်တုပ်တွေရှိသောအစ်ပင်များပေါ်တွားသွားတက်ပြီးစားတက်ကြယခုပြင်းမပင်ကြီးမှာရခင်ကခါကျင်တုပ်တွေရှိနေကြလိမ့်မည်ဖြစ်တော်လေယခုတော့ဤတင်းငွေချက်ခြားချင်းချင်းနှင့်ဖန်းစားထား၍ခါကျင်တုပ်တွေကုန်သွားပြီဖြစ်ကြောင်းပြောပြကတက်ကောင်းတဲ့ချီတင်းငွေချက်ကိုတားဖတ်တော့ရောက်ဖန်းလာကြလေသည် ဟုတ်ကဲ့ပါခင်ဗျာဝိထုလေးတွေကတော့ဤရင်မဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်မီးမီးဝင်ရောက်နားဆင်အားပေးကြသူညီကိုမောင်တို့များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကိုမောင်တို့များအားလုံးကိုစိတ်နှပါချွန်လန်းချမ်းမြေပြီးဘေးပညာအပေါင်းမှာကင်းဝေးကြပါစေခင်ဗျာ